တော်လံမြေကပရဟိတဆောင်တွင်ကရီနီပြည်ရဲ့စစ်ဘေးရှောင်စခန်းတစ်ခုမှာစာတင်ကျောင်းကကလေးတွေရဲ့စာရွက်ဖတ်တန်ဟာတောတောင်တွေချာမှာပြန်လွင့်လို့နေပါတယ်။အဲ့ဒီကျောင်းကယာယီတဲထိုးထားတဲ့ကျောင်းမဟုတ်ဘူး။သူပြင်းနေတဲ့အခိုင်အမာတိဆောက်ထားတယ်။တော်လည်းကာလအတွင်းကလေးတွေပညာသင်ကြားခွင့်ဆုံးရှုံးမှုမရှိတာကိုပြတဲ့ပြယုတ်တစ်ခုပါ။ အဲ့ဒီကြောင်းရဲ့အဝင်ဝမှာပြည်ရင်းပြပါအလှရှင်များရဲ့ပံ့ပိုးကူညီမှုဖြင့်ကလင်းရန်ကုန်ကလှူဒန်းသည်ဆိုတဲ့ကပီးတင်ဆိုင်ပုဂ္ဂိုလ်တွေ့ရပါလိမ့်မယ်။ကလင်းရန်ကုန်ဟာကရင်နီပြည်နယ်တွင်စစ်ဘေးရှောင်အရေးကူညီပံ့ပိုးသူတွေအဖြစ်လူသိများပါတယ်။စစ်ဘေးရှောင်စခန်းတွေကအကူအညီလိုအပ်လာပြီဆိုရင်ကလင်းရန်ကုန်ကအားကိုးရာအဖြစ်သွားရောက်ပြောဆိုလို့ရှိကြပါတယ်။အကူအညီမရရှိရသူမရှိသလောက်ရှားပါတယ်။ အဲ့ဒီကလေးရန်ကုန်ပရဟိတအဖွဲ့ကိုအဓိကမောင်းနေဦးဆောင်နေသူကတော့ကိုစရာထွန်းနဲ့ဆ iam မတင်စာအေးလိုဆောင်တွဲဖြစ်ပါတယ်။သူတို့ဟာကလေးရန်ကုန်ကို2019ခုနှစ်ကလေးကရန်ကုန်မြို့တော်တန်ရှင်းသားယာကြီးအတွက်စတင်ဖွဲ့စည်းခဲ့ပြီးတော့ရန်ကုန်မြို့နောက်ဖေးလမ်းကြားတွေအမိုက်တေပိတ်ဆို့နေတဲ့ရေဆိုးမြောင်းတွေကို တန်ရှင်းအောင်ဥဆောင်စည်းရုံးလုပ်ခဲ့ကြတဲ့သူတွေလည်းဖြစ်ပါတယ်။2021တစ်တက်ကအာနာသိမ့်လိုက်တဲ့အချိန်မှာလမ်းမော်ထွက်ဆန္ဒပြခဲ့ကြပြီးစစ်တပ်ကပုံမှန်905ဖြင့်ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။စစ်တပ်ကဆန္ဒပြလူတို့ကိုပြစ်ခတ်ဖမ်းဆီးချိန်မှာလည်းပျောက်ကြားတပိတ်တွေကိုဆက်လက်လုဆောင်ခဲ့ကြပါတယ်။ကြောက်ကြတပိတ်တွေပြစ်ခတ်ဖြိုခွင်းမှုတွေရှိလာချိန်မှာတော့ကိုစရာထွန်းနဲ့ဆရာမတို့ဟာရန်ကုန်ကနေတင်းဆောင်လာရတဲ့အခြေအနေကိုရွေးချယ်လိုက်ရပါတယ်။ အဲ့ဒီအချိန်မှာချင်းပြည်နယ်မှာတူမီနဲ့စရဲပထမဆုံးလက်နက်ကင်တော်လရင်စတင်တဲ့အချိန်မှာအရေးပေါ်ဈေးကူတာမှုပေးနိုင်ဖို့ကိုစရာထွန်းနဲ့ဆရာမတင်စာအေးတို့ကအဲ့ဒီဒေတာကို ရောက်ရှိသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ကရင်နီမှာလဲမေလ18ရက်နေ့မှာဒီမောဆုမြို့ဒုံငန်ခါရက်ွက်ကနေအစပြုလို့လက်နက်ကင်တော်လန်ရေးကိုစတင်ခဲ့ပါတယ်။ မိတ်ဆွေတယောက်ကဒီကရားကရင်နီမက်ဒီကယ်ကာဗာလုပ်ဖို့လိုအပ်နေတယ်လို့ပြောလို့ချင်းပြည်နယ်ကနေပြီးတက်ဆုပ်ပြီးတော့ဒီဘက်ကိုလူတွေဖြည့်လိုအပ်တဲ့ဆေးဝါးတွေဖြည့်ပြီးရွှေ့လာခဲ့ကြတယ်လို့ကိုစရာထွန်းကပြောပြပါတယ်။အဲ့ဒီအချိန်ကလေးကပဲကလင်းရန်ကုန်ကလူသားမရောက်လာနိုင်သေးပေမဲ့လို့ကုညီမှုတွေကကြိုတင်ရောက်ရှိနေခဲ့ပြီးဖြစ်ပါတယ်။ ဒေါငန်ခါတိုက်ပွဲဖြစ်ပြီးဒေါတူဝီရေစခန်းသိမ်းတိုက်ပွဲဖြစ်တဲ့အချိန်ရွာသားတွေအားလုံးကကြောက်တောင်နေကြရှိုရီကြစပြောင်းနေထိုင်ရတဲ့မေလ26ရက်နေ့မှာစံအိတ်တွေအမိုးကာတွေဂျားကန်လူရဲ့အကူအညီနဲ့အစတင်ကူညီပေးခဲ့ကြပါတယ်။အဲ့ဒီကူညီမှုဟာကရီနီပြည်လက်နက်ကင်တော်လရင်စတင်တဲ့အချိန်ကြောက်တောင်ကြရှိုကြစစ်ပေးဆောင်ရတဲ့ဒေသခံတွေအတွက်ပထမဆုံးဇွန်လမှာတော့ကလင်းရန်ကုန်စေးအဖွဲ့ဝင်များ ကလေးရန်ကုန်စေးအဖွဲ့ဝင်များနဲ့ဆရာမတင်စာအေးတို့ရောက်ရှိလာခဲ့ကြပြီးတော့တိတ်မကြခင်မှာပဲကိုစရာချွန်းကပါကရင်နီပြည်ကိုရောက်ရှိလာကြပါတယ်။ကရင်နီကစားရောက်တော့ကျမ်းမာရေးဆုံးရှုံးမှုပေးဖို့ရောက်လာတာမြေပြင်ရောက်တဲ့အချိန်မှာတော့ကျမ်းမာရေးအပြင်ဆစ်ဆောင်တွေရဲ့အထွေထွေလိုအပ်ချက်တွေအများကြီးတွေ့ရတာကြောင့်ကရင်နီမှာဆက်နေဖြစ်သွားတာပါလို့ကိုစရာချွန်းကပြောပြပါရယ်။2021ခုနှစ်တော်လည်ကာလမှာဒေသခံတွေအဖို့တိုက်ပွဲဆိုတဲ့အရာကိုနှစ်ဖူးတွေ့ဒူးတွေ့ကြုံလိုက်ရပြီးတော့ ထွက်ပြေးတင်းဆောင်ရတဲ့အချိန်မှာအရာရာကမပြည့်စုံ နေထိုင်စားသောက်ဖို့တီးစွာသောခက်ခဲတွေကိုကြုံတွေ့ခဲ့ကြရပါတယ်။အဲဒီအချိန်မှာကလင်းရံကုန်းအဖွဲ့ကစစ်ဆောင်စခန်းတီးဆောက်ရေးတွေစားဝတ်နေရေးအခက်ခဲတွေတောက်တုံးရရရှိရေးတွေကိုပြည်ရင်းပြပအလှရှင်တွေကိုစားမြေပြင်မှာအင်တိုက်အားတိုက်လှုပ်ဆောင်ခဲ့ကြပါတယ်။ကလင်းပညာရေးတွေအတွက်အကြောင်းဆောင်တွေကိုဆောက်လုပ်ပေးခဲ့ကြတယ်။စူတောင်းဖို့အတွက်ဖျားအကြောင်းတွေကိုဆောက်လုပ်လှူဒန်းပေးခဲ့ကြတယ်။ ကလင်းရန်ကုန်ဟာကရီနီပြည်နယ်မှာ၄နှစ်ကျော်ကာလအတွင်းမှာ စာတင်ကျောင်း90ဖျားကျောင်း20နဲ့ရေလောင်ကန်16ခုကိုစောက်လုပ်လှူဒန်းခဲ့ပြီးဖြစ်ပါတယ်။ဈေးရုံဆောင်တွေ၊ဆေးခန်းတွေ၊ကူညီပေးမှုတွေကလည်းရှိပါသေးတယ်။ စတဲ့တုန်းကတော့ယာယီမိုးကရီဝါးရီနဲ့ပဲဆိုတော့ကြာလာတဲ့အခါအเจ้าတွေကယူယွင်းလာတယ်။တော်လိကာလာကြာတဲ့အခါမှာအဆင်မပြေဘူး။ဒါကြောင့်အခြေခံအဆောက်အဦတွေကောင်းမွန်နေမှ ဖြစ်မယ်။မိဘတွေဆရာမတွေကလည်းစိတ်ချမ်းသာတယ်လို့ចောင်းသားတွေကလည်းဘေးကင်းလုံခြုံရမယ်ဆိုပြီးចောင်းတွေကိုစောက်ဖြစ်ပါတယ်တဲ့။စစ် စစ်ဆောင်ရေးကူညီမှုတွေမှာကိုစရာထွန်းနေဆမတင်ဆိုင်ရီတို့ဇုံတွဲဟာလေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုတွေရဲ့ကြားမှာမကြောက်မရွံ့အတွဲညီညီလှုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ရိုင်းကော်မြို့ကိုစစ်ကြောင်းထိုးတိုက်စစ်ဆင်ခဲ့တဲ့တေလီလုံးစစ်စင်ရေးမှာသူတို့နှစ်ဦးကရိုင်းကော်စစ်ပေးဆောင်တွေကိုပစ်ခတ်တန်းတွေကြားကနေကူညီကယ်ဆယ်ရေးတွေလုပ်ခဲ့တဲ့အပြင်ဒဏ်ရာရရဲဘော်တွေကိုပါအရေးပေါ်ကူတာမှုပိုင်းမှာလည်းကူညီဆောင်ရွက်ခဲ့တာကိုတွေ့ရမှာပါ။ အဲ့လိုလှုပ်ဆောင်ပေးခဲ့တဲ့အချိန်မှလည်းလေကြောင်းတိုက်ခိုက်မှုတွေကိုလည်းကြုံခဲ့ရပါတယ်။သူတို့ဆေးကုသပေးခဲ့တဲ့အိမ်ရဲ့ဘေးအိမ်ကိုထိမှန်ပောက်ကွဲခဲ့တဲ့အတွက်အသက်ဘေးကနေလွတ်မြောက်ခဲ့ရတာတွေလည်းရှိခဲ့ပူပါတယ်။ရှေ့ရမ်းမြေပြင်သူရဲကောင်းတွေမက်ဒီကယ်ကာဗာလိုတဲ့အခါကျတော့တယောက်ဝင် လုတဲ့ဆိုလဲမက်ဒီကယ်တင်းအတွက်အားဖြစ်စီရလေဒါကြောင့်အမတို့ကကုညီအားဖြစ်တာပေါ့လို့တေလေးလုံးစစ်စင်ရေးမှာအရေးပေါ်ကုသမှုပိုင်းမှာပါဝင်ဖြစ်ခဲ့ပုံကိုဆရာမတင်ဆိုင်အေးကပြောပြပါဗျာ ရှည်ရန်တိုက်ပွဲဝင်နေတဲ့နေရာနဲ့နီးကပ်နေပြီးတော့အသက်အန္တရာယ်တွေမြားတွေနေရာကိုစစ်မှတ်တင်စာအေးကအရေးပေါ်စေကူတာမှုလိုက်လုံစင်မှာလဲကိုစရာထွန်းကအမြဲတစေပါလိရှိပါတယ်မလုတ်ဖို့ကိုလည်းမတားရက်တဲ့အတွက်သူကိုယ်တိုင်မှလိုက်ပါကူညီခဲ့ကြပါတယ်တယောက်ကလှုပ်ချင်တယောက်ကဖေးကူလှုပ်ကြတဲ့ချစ်စရာဇယိုက်လေးတွေရှိကြတယ်တယောက်နဲ့တယောက်နဲ့အပြန်အလှန်နားလည်မှုနဲ့ဖေးမှကူညီတဲ့သဘောလေးတွေပေါ့လို့ဆီယမတို့ကနှစ်ယောက်သားနားလည်မှုတိစောက်တဲ့ပုံကိုပြောပြကြပါတယ် ကိုစရာထွန်းနဲ့ဆမတ်တင်ဆိုင်တို့ဥဆောင်တဲ့ကလင်းရံကိုအဖွဲ့ဟာကရင်ီအတွင်းစစ်ဆောင်အရေးများစွာကိုကူညီလှုပ်ဆောင်နိုင်ခြင်းဟာလည်းပြည်ရင်းပြပအလှရှင်တွေရဲ့ဝန်ရံကူညီမှုတွေဒေသခံတွေရဲ့ပူးပေါင်းဆောင်ရွက်မှုတွေနဲ့အဖွဲ့သူအဖွဲ့သားတွေရဲ့အဆုံးထိရှောက်ဖို့စိတ်သက်ခိုင်မာမှုဖြစ်တည်လာခဲ့ပုံကိုလည်းပြောပြပါရစေ။ လက်ရှိမှာစစ်ဆောင်တွေအတွက်ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက်ဈေးကန်းတွေအဟာရအတွက်စစ်ဆောင်စခန်းတွေအလှည့်ကျအဟာရအသားကျွေးမွေးခြင်းတွေတောက်သုံးရီဖြန့်ဝေခြင်းတွေ အရေးပေါ်စားနပ်ရိက္ခာနဲ့အမိုးကကူညီခြင်းတွေပညာရေးအတွက်အတင်ထောက်ကူပစ္စည်းတွေပံ့ပိုးခြင်းတွေစတာတွေကိုလှုံ့ဆော်လျက်ရှိပါတယ် ကရင်နီပြည်ထဲမှာသာမကပဲအညာဒေသကချင်းပြည်နယ်နဲ့ချင်းပြည်နယ်မှာရှိတဲ့စစ်ပေးဆောင်အရေးနဲ့ပညာရေးကူညီမှုတွေကိုလည်းလက်လန်းမိသမျှကူညီဆောင်ရွက်မှုတွေလည်းရှိခဲ့ပါတယ်။ကလင်းရန်ကုန်ရဲ့စံပုတ်ဟာမြောက်ဝေချင်းတီချစ်ချင်းမြစ်တာဆိုတဲ့အတိုင်း စစ်ဘေးရှောင်သွေးချင်းနေတဲ့အပေါ် အခက်ခဲတွေရောပါသွားစေရန်ကူညီခြင်းကိုမြစ်တာနဲ့မျှဝေလှုပ်ဆောင်ခဲ့ကြတဲ့အတွက်ဒေသခံတွေကလည်းယုံကြည်အားကိုးမှုများရှိလာခဲ့ကြပါတယ်။ဒါကြောင့်မလို့ကိုစီယန်ထွန်းနဲ့ဆယ်မတင်ဆိုင်အီရိုစစ်ရှောင်စခန်းတွေကိုလာရောက်တဲ့အချိန်မှာလည်းအခက်ခဲတွေရင်ဆိုင်နေရတဲ့စစ်ဘေးရှောင်တွေဖို့ခဏတာပျော်ရွှင်ခြင်းနဲ့ရင်းဝင်အေးမြစေတဲ့အပြုံးတွေကိုတွေ့ကြရမှာပါ ကလင်းရန်ကုန်ကသူတို့ဆောင်တွေဟာစစ်ပေးရှောင်အရေးမှကုညီရင်တော်လန်ရင်မှလည်းနောက်မဆုတ်တမ်းပါဝင်နေစေပါဝင်နေမြဲဖြစ်ပါတယ်။ချေယာခင်ရသူမြောင်းနဲ့ဇာတိရန်ကုန်မှာပြန်ဆောင်နိုင်မဲ့အရေးကိုလည်းနိုင်ယာဝင်ကိုထမ်းနေကြစေဖြစ်ပါတယ်။